ယူကရိန်းနိုင်ငံကိုအနောက်အစုကနေနေနေရီထိန်တပ်ဖွဲ့ဝင်တွေဆီလုံးမဲ့ကိစ္စရုရှားခွင့်ပြုချက်မလိုအပ်ဘူးလို့ပြင်သစ်သမ္မတအီမနျူရယ်မက်ခရွန်ကမတ်လ15ရက်နေ့ကပြောကြားခဲ့ပါတယ်။ယူကရိန်းကချုပ်ချာအနောက်ပိုင်းနိုင်ငံမှာတကယ်လို့ယူကရိန်းကမဟာမိတ်တပ်တွေသူ့စီကိုလှုပ်ပေးဖို့တောင်းဆိုလာခဲ့ရင်အဲ့ဒါကရုရှားနဲ့မဆိုင်ပါဘူး။ရုရှားဆုံးဖြတ်ရမှာမဟုတ်ပါဘူးလို့မက်ခရွန်ကပြောကြားခဲ့ပါတယ်။နေနေရီထိန်တပ်သားတွေယူကရိန်းကိုဖျက်ချပေးမယ့်အစီအစဉ်မှာ ပြင်သစ်သမ္မတမက်ခရွန်ကရှေ့ဆုံးကနေထောက်ခံသူဖြစ်ပြီးအပြစ်ကရစေးကြီးဖြစ်မြောက်လာခဲ့ပါကယူကရိန်းအတွက်လုံခြုံရေးအမကန်ချက်တစ်ခုအဖြစ်အဲ့ဒီအစီအစဉ်ကိုမက်ခရွန်နဲ့ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာရုကအဆိုပြုထားတာဖြစ်ပါတယ်။ရုရှားဘက်ကတော့အဲ့ဒီအစီအစဉ်ကိုအကြင်ကြီးညှဉ်းဆန်လာခဲ့ပါတယ်။အင်တာဗျူးမှာမက်ခရွန်ကယူကရိန်းကိုထောက်ခံခြင်းနဲ့ရုရှားကိုဆက်လက်ဖိအားပေးရေးအရေးပါကြောင်းလည်းပြောကြားခဲ့ပါတယ်။ မက်ခရွန်ဟာယူကရိန်းနိုင်ငံရဲ့ညင်ညင်ရေးအတွက်အွန်လိုင်းထိပ်သီးအစည်းအဝေးတရက်ကိုလည်းတက်ရောက်ခဲ့ပြီးအဲ့ဒီအစည်းအဝေးမှာနိုင်ငံတကာကောင်ဆောင်တွေကယူကရိန်းကိုညင်ညင်ရေးထိန်တပ်ဖွဲ့ဝင်တပ်တောင်းစီလုံးမဲ့ကိစ္စဆွေးနွေးခဲ့ကြောင်းသိရပါဗျ။